တင်းမဲသမ ्या အလုံးမဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်စက်တင်းချန်နယ်မှာဒီကနေ့မတ်လ23ရက်နေ့နောက်ဆုံးရတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တင်းတက်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တင်းတက်ဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တရကန်အပ်ပါတယ်ခင်ဗျာခုတကပထမအဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တင်းကတော့စကောင်းစီလောက်ကံဝင်ကြီးဌာနများအားလုံးရဲ့နိုင်ငံညာကွန်ပြေးစီများဝယ်ယူခွင့်ကိုမင်းအောင်နိုင်ရဲ့တာအောင်ပြေးဆောင်ရဲ့လူယုံမောင်မောင်နိုင်ရဲ့အကူဖြစ်တဲ့ ေါက်တာမောင်မောင်လက်ကရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။သကောင်းစီရကာကွယ်ရေးနဲ့တထုတွင်ဝင်ကြီးဌာနမှလိုအပ်လျက်ရှိတဲ့ခုံပြစည်းများကိုတင်သွင်းဝယ်ယူရမှာအဆိုပါခုံပြစည်းများကိုဝယ်ယူပေးရတဲ့အဝယ်တော်လုံပိုင်ခွင့်ကိုအောင်ပြေဆောင်ရဲ့စီးပွားရေးလူယုံမောင်မောင်နိုင်ရဲ့အခုဖြစ်တဲ့ဒေါက်တာမောင်မောင်လက်ကရရှိထားတယ်လို့ရန်ကုန်စီးပွားရေးတာဝန်ကပြောဆိုပါတယ်။သကောင်းဆောင်ရဲ့ဒါဖြစ်သူအောင်ပြေဆောင်မှစီပွားရေးလူယုံမောင်မောင်နိုင်ကိုမိသားစုကုမ္ပဏီစီပွားရေးလုံငန်းများအားလုံးကိုကိုးစားဦးဆောင်လုပ်ငန်းပွင့်ပေးထားပြီးဝန်ကြီးဌာနဆိုင်ရာလုံပိုင်ခွင့်များကိုတော့ မမောင်နိုင်ရဲ့အခုဖြစ်သူဒေါက်တာမမောင်လက်ကိုပေးရထားတယ်လို့သိရှိရပါတယ်။အခုအောင်ပြေးဆုံးရဲ့လူယုံမမောင်နိုင်ကသူ့ကိုမမောင်လက်ကိုစီးပွားရေးလုပ်ငန်းကွန်ရက်တစ်မှာနာမည်ခန့်ခိုင်းပြီးလေးဝက်စွာစီးပွားရေးလုပ်ငန်းဆောင်ရွက်နေပါတယ်။အချိုးမြန်များလာတဲ့အဝယ်တော်ဖြစ်ကာကွယ်ရေးဝန်ကြီးဌာနနဲ့တထုတွင်ဝန်ကြီးဌာနပါဝင်အခြားသောအစိုးရဝန်ကြီးဌာနများတို့ကနိုင်ငံညာခွင့်ပစ္စည်းများဝယ်ယူခွင့်ကန်ထရိုက်တာများကိုမမောင်လက်ကနာမည်ခန့်ပြီးတော့မမောင်နိုင်ကနောက်ကွယ်ကနေစီမံခန့်ခွဲနေပါတယ်လို့ရန်ကုန်စီးပွားရေးတိုင်းဝန်းကတီးပြပြောဆိုပါတယ်။ ဒါပြင်စကောင်းဆောင်ရဲ့မိမများချောင်းတက်နေတဲ့ AMPS International စကူကိုလည်းဒေါက်တာမောင်မောင်လမ်းနဲ့ဇနီးဖြစ်သူဒေါက်တာကျော်စိုးလိုင်တို့ကလောက်ပန့်ရရှိကြောင်းအောင်မြေဆောင်ရဲ့စီးပွားရေးလူယုံမောင်မောင်နိုင်မှညီကိုမောင်နှမ၄ယောက်ရှိပြီး၎င်းတို့မှာမောင်မောင်ဦးနဲ့ထွေထွေခင်ခင်မောင်နဲ့ထေးလွင်မောင်မောင်လမ်းနဲ့ကျော်စိုးလိုင်မောင်မောင်အောင်နဲ့ရှောက်ရန်တို့ဖြစ်ကြောင်း၎င်းတို့ရဲ့အခြေပြုမူလစီးပွားရေးဟာလက်ကီမန်ကုမ္ပဏီဖြစ်ပြီးခါတိုက်ရကားနဲ့ဆက်ဆက်တဲ့ပစ္စည်းဆိုင်ရာလုပ်ငန်းများကိုလောက်ပန့်ကြခြင်းဖြစ်ကြောင်းသိရပါတယ်နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တင်ပါတော့ တောင်ကိုပကိုးရိုးတိုက်ဖွဲ့ကိုစကူရန်တက်လာတဲ့ကာပါစာချောင်းမှာစက်ကားများတိုက်ခတ်ခံရပြီးခါတချို့မီးလောင်ကစကောင်းစီတပုတ်ဝင်တချို့တည်ဆုံနေဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ရခိုင်ပြည်နယ်တောင်ကိုမြို့နယ်နဲ့ပကိုးတိုင်းဒေသကြီးကိုဆက်သွယ်ထားတဲ့ရိုးတိုက်ပွဲသို့စကူရန်တက်လာတဲ့ကာပါစာချောင်းမှာစက်ကားများကိုအာရခတ်တော်အေးဦးဆောင်နယ်ဒေါ်လန်ရီတပ်ဖွဲ့ရဲ့လက်နက်ကြီးပြစ်ခတ်တိုက်ခတ်မှုကြောင့်စက်ကားတချို့မီးလောင်ပျက်စီးပြီးစကောင်းစီတပုတ်ဝင်တချို့တည်ဆုံမှုရှိတယ်လို့အောက်ရှိပင်မြို့နယ်မှာစည်ရေးတရင်ရင်းမြစ်တဝူကဆိုပါတယ်ဒီနေ့မနက်ကကပ္ပစာ6ကနေတက်လာတာခါခွနဲ့စီလောက်ခံမရတယ် အဲ့ဒီစကားတွေကိုအေးနဲ့ဒေါ်လိုင်းတက်တာတွေကလက်နဲ့ချင်းနဲ့ဝိုင်းစော်တာနှစ်စည်းလောက်ထိသွားတယ်။ကားပေါ်မှာပါလာတဲ့စက်သားတွေလည်းထိတယ်။ဒဏ်ရာရတိဆုံးတာတွေလည်းများတယ်လို့တော့သိရတယ်လို့ဆိုပါတယ်။လက်ရှိတိုက်ပွဲတွေဟာတောင်ကုန်းဗထောင်းလမ်းဘော်ကချင်းကုန်းနဲ့အိုရှိပင်မျိုးနယ်အပိုင်းညောင်ချက်တော့ကြားမှာဖြစ်ပေါ်နေပြီးအဆိုပါတိုက်ပွဲသူစကောင်းစီကစကားများနဲ့စကူများပိုးဆောင်နေတယ်လို့သိရပါတယ်။အခုဖြစ်နေတဲ့တိုက်ပွဲကိုညောင်ချက်တော့ခပ်ပါစ6ကနေအင်အားရာနဲ့ချီပိုးတာမစလာနှစ်ရက်ကနေဒီကနေ့မနက်ထိဖြစ်ကြတာ။အေးဦးဆောင်နဲ့ဒေါ်လိုင်းတပွဲတွေက RPG လိုလက်နက်ကြီးတွေနဲ့ခြားပြတ်တိုက်တာလို့၎င်းကပြောဆိုပါတယ်။စကောင်းစစ်ကလည်းတိုက်ပွဲဖြစ်ပွားနေတဲ့ညောင်ချိုးနဲ့ညောင်ချတော့ဂျေးဝါအထက်ကတောင်တန်းများကိုမရှလ21ရက်နေ့နဲ့မရှလ22ရက်နေ့မှာစတက်လီဒီဂျက်ဖိုက်တာဝိုင်ထွေလေးရင်များနဲ့ပုံချဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်ကဘာစား6တွဲမှလက်နက်ကြီးများနဲ့တိုက်ပွဲဖြစ်ရနေရများသူဖြစ်ခဲ့နေကတိုက်ပွဲများဟာဆက်လက်ပြင်းထန်နေတယ်လို့၎င်းကပြောပါတယ်။မနေ့ကညနေ9နာရီကနေ9နာရီလောက်ထိလေချောင်းကနေရောဒီနေ့မနက်ကလည်းပုံချဲတယ်ကဘာစားကလည်းလက်နက်တွေကူပစ်တယ်တိုက်ပွဲကပြင်းထန်နေတယ်။ စကောင်းစကညောင်ချတော့ကနေခုခံနေတာလို့ပြောဆိုပါတယ်။အဆိုပါတိုက်ပွဲများနဲ့ပတ်သက်ပြီးအသေးစိတ်သိရှိနိုင်ရန်အေအေးရဲ့ပြောခွင့်ရသူဦးခိုင်ဒုက္ခကိုစတဲ့အမိများနေဆိုင်ဖြစ်ပြီးတော့ပြန်လည်ဖြေချခြင်းတော့မရှိသေးပါဘူး။စကောင်းစီရဲ့ရေးပါတဲ့ကပ္ပဆာများရဲ့ခန်းဆက်ဖြစ်တဲ့အမကွေးရိုးဘော်ကနိုင်ရီကန်လေချောင်းရန်ကာကွယ်ရေးစခန်းတောင်ကုတ်ဘကိုးရိုးမှရှိတဲ့တိုက်ပွဲတွေမှာဗီဒူစစ်မှုတိုင်အင်အားအများပြားကိုတုံးထားပြီးတော့အဆိုပါစခန်းများမကြားစေရန်ညီမျိုးစုံနဲ့တိုက်ခိုက်တယ်လို့ပြန်လည်ထိုးဆက်ဆင်တိုက်ခိုက်မှုတွေလည်းရှိနေတယ်လို့စည်ရေးလေးလာသူတွေကပြောပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တရင်ကတော့ ခုခိုင်မှာလက်နက်ဝယ်လာတဲ့ PDF များကိုပြန်လုပ်ပေးပြီလို့ DNL ပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းခုခိုင်မြို့သူလက်နက်ဝယ်ရန်လာရောက်တဲ့ဗီဒူကားကိုရေးတက်မတော် PDF တပုတ်ဝင်တချို့ကိုခိတ္တထိန်းသိမ်းခဲ့ပြီးနောက်မှာလက်နက်များနဲ့တူပြန်လည်လုပ်ပေးခဲ့ပြီဖြစ်တယ်လို့တောင်ဘလောက်မြို့သားလူမျိုးရေးတက်မတော် DNL ပြောရေးဆိုခွင့်ရှိသူလူရည်ဦးကဆိုပါတယ်။စကိုင်းတိုင်းခြေဆိုင် PDF တပုတ်ဝင်တချို့ကခုခိုင်မြို့သူလက်နက်လာရောက်ဝယ်ယူစဉ်ငွေပေးချေမှုစစ်မှတ်ပြဖြစ်ရမှာရောင်းသူဘက်ကတင်းနယ်လေးချောင်းဝယ်ညှိနှိုင်းဖြစ်ရှင်းပေးရန်အကူအညီတောင်းခံမှုကြောင့် အဆိုပါ PDF ဖွဲ့ဝင်များကိုမန်တုံမျိုးနယ်မှာမက်ရှလာ16ရက်နေ့ကဖမ်းဆီးထိန်းသိမ်းခဲ့ပြီးတဲ့နောက်မက်ရှလာ17ရက်နေ့မှာပြန်လို့ပေးခဲ့ခြင်းဖြစ်ပါတယ်။အခုကြီးတောင်းလာတော့ကျမတို့ဘက်ကလက်နက်ဝယ်သွားတဲ့သူအထူးသဖြင့်လက်နက်တစ်ဆောင်သွားတဲ့သူကိုမန်တုံမှာခေတ္တထိန်းသိမ်းထားတာဖြစ်ပါတယ်။လက်ရှိကတော့ရောင်းသူနယ်ဝယ်သူကြားမှာငွေပေးချေမှုကပြန်အဆင်ပြေသွားတော့သူတို့ကိုပြန်လို့ပေးလိုက်ပြီးဖြစ်ပါတယ်။လက်နက်ကလည်းဝယ်တဲ့သူထံပြန်လည်အနှံ့ခဲ့ပြီးဖြစ်ပါတယ်လို့လူရဲဦးကဆိုပါတယ်။ဒဇယ်နှစ်ခုဆက်စပ်ရေးကာလာတွင်ခုခိုက်မျိုးကိုတင်ပတ်ရရှိပြီးတဲ့နောက် DNL နဲ့မှာမြို့သားဒီမိုကရက်တစ်တမတော် MND တို့ကအဓိက ထိန်းချုပ်ထားပြီးကချင်လက်မျိုးရေးတမတော် KIA တပ်ဖွဲ့ဝင်များလည်းလှုပ်ရှားမှုရှိပါတယ်။လက်နက်လာဝတဲ့ PDF များဟာ၁၀ဦးခန့်ပါဝင်ပြီးစကိုင်းတိုင်းခြေစိုက်တဲ့အဖွဲ့ကဖြစ်တယ်လို့ကိုခိုင်ဒေသခံတဦးကဆိုပါတယ်။မတ်လ၁၆ရက်နေ့ကအောင်ချမ်းသာထမင်းဆိုင်မှာ PDF တွေနားနေတုံတင်းနယ်ဘက်ကရဲတွေလာခေါ်သွားတာလို့သိရတယ်။နောက်ကြတော့ဒိန်းနေတီသူတို့ပဲကားနဲ့လိုက်ပို့ပြီးပြန်လုပေးလိုက်တယ်လို့သိရပါတယ်လို့ဒေသခံတဦးကဆိုပါတယ်။တို့ကဲတို့ PDF များအားဖန်စီထိန်းသိမ်းထားစဉ်ပါလာတဲ့ငွေနဲ့လန်နတချို့ကိုတန်နေလီဘက်ကသိမ်းယူခဲ့တယ်လို့ လူမှုကွန်ရက်စာမျက်နှာတွေမှာရေးသားဖော်ပြထားမှုနဲ့ပတ်သက်ပြီးဒါကသတင်းမှသာဖြစ်တယ်လို့လည်းလူရည်ဦးကဆိုပါတယ်။ကိုကိုင်မျိုးကိုအတိအကထိန်းချုပ်ထားတဲ့တင်းလေးနေနဲ့မြေတိလက်နက်ကင်အဖွဲ့အစည်းမှ၎င်းတို့ရဲ့ထိန်းချုပ်နေမြေတွင်လက်နက်ကင်ဆောင်တပ်ဆွဲခြင်း၊ဂိတ်ချခြင်းနဲ့လှုပ်ရှားမှုများမပြုလုပ်ရန်ဆက်ဆံရေးယုံထားရှိလိုပါကဂျိုတင်တီဘေးတင်ပြရန်အရဝဲနဲ့သာဆောင်ရွက်ရန်ပြောဆိုထားပါတယ်။လက်ရှိမှာနေမြေညင်းပွားမှုတွေနဲ့ပတ်သက်ပြီးကိုကိုင်မျိုးနဲ့မှတင်းလေးနဲ့ကေရန်ရေးတို့ကြားမှာပြည်ပခါတွေဖြစ်နေပြီးတော့ခရိုင်ရဲ့ဆက်ဆံရေးယုံနဲ့စကန်တချို့ကိုတင်းလေးဘက်ကအင်အားသုံးဖယ်ရှားမှုတွေပြုလုပ်လျက်ရှိပါတယ်။ နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ KNTF ဒုစစ်ဦးစီးချုပ်မှဘော်လကဲမျိုးတိမ်တိုက်ပွဲမြင်ကွင်းတချို့ထုတ်ပြန်ကစစ်တပ်ကဗိုလ်မှူးမျိုးမင်းသူအပါဝင်စစ်သားအများကြီးတည်ဆုံပြီးစစ်တုံးမှန်နဲ့လက်နက်ခဲယမ်းများဖမ်းဆီးသိမ်းပိုက်ရရှိတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ KNB မှတော်လိုင်းရေးတပ်တခုဖြစ်တဲ့ KNDF ရဲ့ဒုစစ်ဦးစီးချုပ်မာဝေမှဘော်လကဲမျိုးတိမ်တိုက်ပွဲမြင်ကွင်းတချို့ကိုသူ့ရဲ့လူမှုကွန်ရက်မှတစင်ဒီကနေ့မနက်ပိုင်းမှာထုတ်ပြန်လာပါတယ်။ KNB နဲ့ဘော်လကဲမျိုးကိုအပိတ်သိမ်းပိုက်နိုင်ရေးဒုစစ်ဆင်တိုက်ခိုက်နေပြီးစစ်တပ်မှဗိုလ်မှူးမျိုးမင်းသူအပါဝင်စစ်သားအများကြီးတည်ဆုံကား စတုံးမှန်လက်နက်ခေရဲများလည်းတင်ဆက်ရရှိထားတယ်လို့ KA စရေးချုပ်ဘုံမူကြီးဖုန်းနဲ့ကလည်းအတည်ပြုပြောဆိုပါတယ်။ပြီးခဲ့တဲ့မတ်လ19ရက်နေ့မှစပြီးဗော်လကဲမြို့မှာရှိတဲ့စကောင်းစီရဲ့လက်ချက်တရင်စကန်၃ခုကိုပိတ်သက်သိမ်းနိုင်ရတော့ခင်းနေတော်လိုင်းဘူပေါင်းတပွဲများကစစ်ကြောင်း၃ကြောင်းနဲ့ဒုစစ်စင်တိုက်ခိုက်လျက်ရှိရာနှစ်ဖက်တိုက်ပွဲများဟာပြင်းထန်ခဲ့ကြောင်းအချမ်းမဲ့စတက်မှဘုံမူမျိုးမင်းတို့ပါဝင်စစ်သားများပြားတည်ဆုံးကစတုံးမှန်နဲ့လက်နက်ခေရဲများကိုတင်ပတ်ရရှိထားကြောင်းသိရပါတယ်။စားရကတော့တစ်ဖက်လောက်ရှိတယ်။စည်ရင်စရာတော့မပို့လာသေးဘူး။ဒါပေမဲ့တည်ဆုံးထိုင်ရရတာတော့ လက်နဲ့ခေးရန်တချို့လည်းတင်းဆက်ရထတာရှိတယ်။အတေးကြတော့မရသေးဘူး။ဇက်တို့ရဲ့အခက်ခဲဖြစ်လို့ပါ။တူတူငန်းကချနေကြတော့ပိုးပိုးကလည်းအချိန်မရသေးဘူး။ဒိုက်ပွဲကဆက်ဖြစ်နေတယ်။ရအောင်လုပ်ရမယ်လေ။အပီးသိမ့်ပိုင်မယ်။မဟုတ်ရင်ရှုပ်ပါလိမ့်။ကျွန်တော်တို့ကအခိုင်းလိုက်ဖျက်ရင်တော့စေရေးကကြားတယ်လေ။အခိုးကအပင်ရင်းကနေဖျက်မလို့လို့ကေးရေးစေရေးချုပ်ဘုံမူကြီးဖုံးနေတာပြောဆိုပါလိမ့်။လက်ရှိပေါ်လကဲပြူဟာမှာစကောင်းစီကတရင်သုံးရင်းထိုင်ချထားပြီးရေဟဲရင်နဲ့စိရင်အားများလည်းထပ်မံဖြည့်တင်ထားကြအောင်။ထို့ကြောင့်ပိတ်တဲ့ထင်ပိုင်းနိုင်ရေးတို့က ဂီနီဒေါ်လာရေးတပေါင်းစုမှစကြောင်းသုံးချောင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရပါတယ်။အခုကျွန်တော်တို့ဘက်ကလည်းထိခိုက်ဒဏ်ရာရတာရှိတယ်။တချို့ကြတာလည်းရှိတယ်။ဒါပေမဲ့ဒေသိတ်ကတော့မရသေးဘူး။ကျွန်တော်တို့ကစကြောင်းသုံးချောင်းနဲ့တက်နေတယ်။ဝိုင်းပြီးတော့ဖျက်ဖို့အလုပ်လုပ်နေပါတယ်။အထက်ကတော့ပဲချိန်ပြီးမလဲမသိဘူး။ရှားတော့ကြတော့တလာနေပါလောက်ကြမှာပြီးတယ်လေ။အခုပေါ်လကဲဖြူဟာကတော့တရင်သုံးရင်ထိုင်ထားတာကိုတရင်သုံးရင်ဆိုတော့လူများမလား။လူတိုက်တော့မရှိဘူးထင်ပါတယ်။ဒါပေမဲ့ဟက်စကီးနဲ့လာချတာတော့ရှိတယ်ဗော။ ဒါပေမဲ့ဒီနောက်ပိုင်းတော့မလာတော့ဘူးထင်ပါတယ်လို့ကေအေစေချုပ်ဘုံမူကြီးဖုန်နိုင်ကဆိုပါတယ်။စကောင်းစီတက်ပြူကစကမ်းမှာပြည်သူလူထုနေထိုင်ရာရပ်ကွက်များတွင်လက်နက်ကြီးများနဲ့ရန်တမ်းဖိကန်းမှုတွေရှိတာကြောင့်ဘော်လကဲမျိုးနေပြည်သူများဟာဘေးလို့ရသူထွက်ပြေးထိန်းချောင်းနေရတယ်လို့သိရပါတယ်။နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တရင်ကတော့ဂျာဖူးတိုက်ပွဲတညာဦးရေတဲ့စကမ်းအနီးရောက်လာပြီးစစ်တွေမျိုးကိုအေးအေးဝင်မလာနိုင်ရန်စစ်တပ်ကလေကြောင်းလက်နက်ကြီးအဓိကတုံခိုးခံနေတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။လက်ရှိအာရကတတော်အေးအေးဟာစစ်တွေနဲ့ဂျာဖူးမျိုးမှာရှိတဲ့ စစ်တပ်စခန်းများနဲ့တရဲများကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရမှာတိုက်ပွဲတွေပြင်းထန်နေပြီးစကောင်းစီတပ်ကလည်းမြို့အနီးဝန်းကျင်နေရာများကိုပါလေကြောင်းလက်နက်ကြီးနဲ့တရုံသုံးပြုတ်ပြီးတိုက်ခိုက်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်ကဆိုပါတယ်2025ခုနှစ်ဖေဖော်ဝါရီလမှစတင်ပြီးအေအေကစစ်တွင်းနဲ့ကျောက်ပြုတ်မြို့မှာရှိတဲ့စစ်တပ်စခန်းများတရဲစခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာယမန်နေ့မတ်လ20ရက်နေ့ထိတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ဆိုပါတယ်စစ်တွင်းမှာဆိုအေအေမြို့နာကမ်းမလာနိုင်အောင်စကောင်းစီကမျိုးရဲပချလေကိုပြစ်ခတ်နေတဲ့အနေထားပါ ။အေးကလည်းလက်နက်ကြီးတွေအားပြန့်သုံးပြီးပြန်တိုက်ခိုက်နေပြီးတိုက်ပွဲတွေပြင်းထန်နေပါတယ်။စစ်တပ်ကတော့မြေပြင်စစ်ကြောင်းမထိုးနိုင်တော့ဘူး။အေးတက်မလာအောင်ကာပြေးနေရတဲ့အနေထားပါလို့စည်ရေးသတင်းရေးမြစ်ကဆိုပါတယ်။တိုက်ပွဲများပြင်းထန်နေစဉ်စစ်တွေမျိုးနယ်နဲ့ဆက်ဆက်နေတဲ့ပုံနေချုံမျိုးနယ်ကြောဆန်ရွာနဲ့ပေါတော်မျိုးနယ်ဒဲခုံးရွာတို့ကိုစစ်ကောင်းစစ်ကမတ်လ22ရက်နေ့မနက်ပိုင်းမှာလေကြောင်းမှပုံကျဲခဲ့ပါတယ်။လူထိခိုက်မှုမရှိခဲ့ပေမဲ့အဆောက်အုံတချို့ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။စစ်တပ်ကလေဘက်လေတံကနေပိတ်ခတ်ထားရတယ်လို့ယူဆပြီးရမ်းပစ်တာအေးကပင်လယ်ဘက်ကပဲတက်လာမလား ခုံးပေါ်ကနေပဲဝင်လာမလားလို့သူတို့စိုးရိမ်နေကြတာလို့ဒေသခံတဦးကဆိုပါတယ်။ဒါပြင်စစ်တွင်းနယ်ပုံနယ်ချုံမြို့ကြားမှာရှိတဲ့ဝါဖို့ခြေဝါမှာလည်းအပြန်အလှန်ဖြစ်ခဲ့တိုက်ပွဲများဖြစ်ပွားနေပြီးစစ်တပ်ကလေချောင်းနဲ့လက်နက်ကြီးအုံပြုခိုးကန်တိုက်ခိုက်နေတယ်လို့အေးရဲ့ပြောရေးဆိုခွင့်ရှိသူခိုင်သူကကမတ်လ20ရက်နေ့မှာပြောကြားထားပါတယ်။ဒါပြင်ကျောက်ပြုံမြို့နယ်မှာလည်းဒညာဝတီရေးတဲ့စခန်းနဲ့ဆက်ဆက်နေတဲ့ခြေဝါများမှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေတယ်လို့အေးရဲ့ပြောရေးဆိုခွင့်ရှိသူကဆက်လက်ပြောဆိုပါတယ်။ဒါပြင်ကျောက်ပြုံမြို့နယ်မှာဒေသခံတဦးကလည်းညာဝတီရဲတဲ့စခန်းနဲ့ရဲတဲ့ရင်32ကိုအုပ်တည်တဲ့ အာရခတ်တော်အေးအေးရဲ့ဒုစစ်ဟာဆက်လက်ပြင်းထန်နေပြီးစစ်တွေ့တိုက်ပွဲကဲသို့ပင်စခေါင်းစစ်ကဒရုန်းနဲ့လက်နက်ကြီးများနဲ့ခုခံတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။လက်ရှိချောက်ပြုံမြို့မှာဒေုံနိုင်ငံပိုင်း CITIC ကုမ္ပဏီနဲ့မြန်မာအကောင့်ထဲပေါ်နေတဲ့စစ်ပွဲလုပ်ငန်းဆောင်ရင်းနှီးစက္ကန်စီမံကိန်းရှိပြီးအဆိုပါနေရာများမှာဒေုံလုံးကြုံရီတပ်ဖွဲ့ဝင်များကလုံခြုံရေးယူထားတယ်လို့ဒေသခံတချို့ကပြောပါတယ်။တိုက်ပွဲများပြင်းထန်နေစဉ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းကဒေုံလုံးကြုံရီတပ်ဖွဲ့ဝင်တချို့လေးချောင်းမှထပ်မံရောက်ရှိလာတယ်လို့ဆိုပါတယ်။ဒါပြင်စစ်တွေ့မြို့မှာလည်းအိန္ဒိယအစိုးရကရင်းနှီးမြှုပ်နှံထားတဲ့ကလတန်ရင်းနှီးစက္ကန်စီမံကိန်းရှိပါတယ်။ အေအာရခိုင်ပြည်နယ်မှာစစ်တွေ၆ခုနဲ့မအောင်မြို့နယ်မှာလွဲပြီးချမ်းနဲ့မြို့နယ်ဇလီမြို့နယ်ကိုတင်ပိုက်ထိန်းချုပ်ထားပါတယ်။လက်ရှိမှာတော့မအောင်မြို့ကိုစီရင်မဖို့ဆောင်သေးပဲ၆ခုနဲ့စစ်တွေမြို့ကိုသာဥတီတက်ခိုင်းနေခြင်းဖြစ်ပါတယ်။စစ်တွေနဲ့၆ခုမြို့မှာစကောင်းစီစကမ်းများကိုအေအေကလာမတိုင်းမီလမ်းနဲ့ချချရန်အေအေကဖန်ဆီးထားတဲ့နောက်ပိုင်းစစ်ဌာနချုပ်မှဒိုင်ဟိုစီချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်တန်းကဒီဇမလာထဲမှာတိုက်တွန်းထားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်ကတော့ဒါဖားနှစ်ယောက်ဖနက်ချုပ်တော့မီလို့ဆိုတဲ့ဆောင်းမရှင်ဆရာလာစိုးဦးရဲ့ရေထပ်ဖို့ပြထားမှုကိုတင်ဆက်ပေးကြပါမယ်။ နိုင်ငံပေါင်းစုံဦးဆောင်မဲ့ကဘာမာတီပူလာဝေါ်မှာ2025လွန်မြန်မာအတွက်စင်ခုမှုများနဲ့ခွင့်လန်းများဆိုတဲ့အလုံးယုံဆုံးနွေးပွဲကိုနေပြီးတော့မှပြုလုပ်လာခဲ့ပါတယ်။အဲ့ဒီဆုံးနွေးပွဲကိုအကယ်ဒမီပွဲဒေသင်ပွဲမှချန်တက်ရောက်ခဲ့သူပါလီယာကိုမိုက်ခဲလဲရောက်ရှိလာခဲ့ပါတယ်။အဆိုပါဆုံးနွေးပွဲတရင်ကိုတရုတ်ဆင်ဝါတရင်ဌာနကလည်းလက်ရှိကဘာကြီးကို၎င်းတို့ဦးဆောင်မှုပေးတော့မရောမိမောင်းထုတ်တင်ပြလာခဲ့ပါတယ်။သို့တော့တရုတ်ဆိုးရမှ၎င်းအားလေးနက်ထားပြောဆိုလို့တော့လဲဒွာလီယာမှာဟာတာလုံတဲ့သူစကောင်းဆောင်ကတော့ ခေါက်ခငင်းကားနဲ့ခမားတို့အားလုံးအင်ကြီးတွေဖဏတ်တွေဝဲကြဆေးကြတယ်မဟုတ်လားလို့မေးလိုက်ပါတယ်။မြမဟာဝါခေါနဲ့တည်ရများထုံးလုံးနိုင်စွာရှိတာကြောင့်အင်းနေချင်းနိုင်ငံများမှာရှိတဲ့ဘီလီယံနဲ့ချီတဲ့လူများအားအဝယ်စားနဲ့ရှုပ်ပနက်များထုံးလို့ရောင်းချနိုင်မဲ့စီးပွားရေးခွင့်လန်းခြင်းရှိနေတယ်လို့အီတာလီယံများပဲမျက်လုံးပြူမျက်စံပြူလောက်အောင်ချပြလိုက်ပါတယ်။ရခင်ကလည်းအလားတူတနိုင်ငံလုံးမှောင်းနေမဲမဲဖြစ်နေမှာဆိုလာဆွမ်းရည်နဲ့ဇာတို့အန်လို့ပြောပြီးမကြခင်ပါပဲ။သူ့ရဲ့ဒါဖြစ်သူအောင်ပြေဆုံးဟာဆိုလာဖျားများကိုတဝူးတဲ့မောင်ပိုင်ဆေးကတင်သွင်းလာခဲ့ပါတယ်။ဒီဒီကိုကြည့်ပြီးတော့အရာဝရီတရင်မှာ အောင်ပြေးဆုံးဟာဖနှက်ချုပ်ရောင်းတော့မည်လို့တောင်မေကွန်းထုတ်လာခဲ့ပါတယ်။စကောင်းစင်နေအဖွဲ့ဟာကဘာကြီးမှကြီးမားတဲ့အရွေကြီးဖြစ်လာတော့မယ်လို့ရိပ်စားမိတဲ့တော့၎င်းတို့လိုင်မမိနိုင်တဲ့အချောင်းရများကိုလင်းပြပေးနိုင်ဖို့အတွက်ကျွမ်းကျင်သူဆိုသည့်များကိုခေါ်ယူကအုံနောက်စားလာခြင်းပဲဖြစ်ပါတယ်။ဒေါ်နယ်ထရမ်ပင်စေဘွားရေးတံခါးပေးဆိုးမှုတွေပယ်ဖျက်ပေးတော့မည်လို့စေကူးရင်ကောင်ရင်လာနိုင်ပါတယ်။လက်ရှိတနိုင်ငံလုံးကိုဒုက္ခပေးနေတဲ့သွေးဆုပ်ဖုတ်ကောင်ကြီးကိုတတ်သွင်းပေးရန်ဝင်မလေးတဲ့အောက်လန်းဆရာရောင်ရောင်များသည်လည်းအပေါင်းအရင်းတန်တန်နဲ့ပြောကြားဆိုကြမယ်ပွဲလေးဖြစ်ပါတယ်။ အမေရိကန်မှဖွေးစော်ဦးပြန်ပို့ခံရသူမြန်မာနိုင်ငံသားနှစ်ဦးကိုပင်အိုးစီပုံပေါင်းနဲ့ကြိုးဆိုမတက်လက်ခံခဲ့ပါတယ်။ဤတွေကမိမိတို့မှဖမ်းဆီးရေရွတ်မှာမဟုတ်ခြိုက်တဲ့လောက်နောက်ဆက်မတင်မဲ့ပြန်ပို့ရန်ထွန်းအားချပြလိုက်ခြင်းပင်ဖြစ်ပါတယ်။စေကောင်းဆောင်နဲ့အဖွဲ့စေကူးရင်မဲဆိုပါကလည်းရင်လောက်ပါတယ်။ကျွန်တော်နိုင်ငံတကာရေးရများကိုစတင်လေးလာခဲ့တဲ့နေပေါင်း60ကျော်တွင်တခါမှမကြားဘူးတဲ့မဖက်ခဲ့ဘူးတဲ့မကြားဝဲမနာတာပြောဆိုများအင်ဗျူတော်မှထွက်ပေါ်လာနေခြင်းလည်းဖြစ်ပါတယ်။အင်ဗျူတော်ရဲ့တောင်ပတ်အမြခင်းပြင်းတည်လည်း နေရင်းညချင်းဆိုတလို့ကားရောင်းပြကန်ကြီးဖြစ်သူပင်ပြောင်းလဲသွားခဲ့ပြီဖြစ်ပါတယ်။အရာရာတိုင်းဟာအမဲလို့တတမတ်ထဲသွားနေလိမ့်မယ်လို့ Ticket for Crane နဲ့ယူဆခဲ့တဲ့နောက်တိုင်းသားများလည်းတုံ့လုံစာပြုတ်လာပြီဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာရှိတဲ့မျိုးဝင်းနှမျိုးကိုအနှုံမျိုးပုံကြီးနှလုံးနဲ့ခြေချတက်ခဲ့တာကြောင့်လူသိန်းသုံးချီတည်ဆုံးသွားခဲ့ပြီဖြစ်ပေမဲ့လည်းရဟိုးကလက်မတချက်ဒိုးလိုက်ုံနဲ့ကဘာတော်မှာရှိတဲ့လူတန်းပေါင်းများစွာဒုက္ခရောက်ကုန်ကြပြီဖြစ်ပါတယ်။လူသားတို့ရဲ့လိုလက်ခွင့်များပန်းမှမမမမတ်ရည်တည်ပေးခဲ့ကြတဲ့ဒရင်းစာချားနဲ့မဂဇင်းများကကြားရောက်လာတဲ့အန္တရာယ်ကြီးကိုတာဝန်သေးစွာမင်းမောင်းထုတ်ပြလာခဲ့ပါတယ်။ ဟုတ်ကဲ့ပါခင်ဗျာအခုလို့ဆုံးတီနားဆင်ခဲ့တဲ့တရင်ပိတ်တများကိုကျေးဇူးတို့ပဲတင်ရှိပါတယ်နောက်တဲ့ဗီဒီယိုပြပါတဲ့တော်လိုင်းဘက်တော်သားများရဲ့တရင်များနဲ့တို့ပြန်လာကြပါမယ်အားလုံးပဲကိုစနစ်ပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ